မင်္ဂလာပါပရိသတ်ကြီးဘုန်းကြီးဒီနေ့မှာတော့အပြေရှားကြည့်ပြီးအေးအောင်နေမယ်ဆိုတဲ့ကောင်းစင်နဲ့ဟောပါမယ်ကိစ္စတိုင်းကိစ္စတိုင်းမှာအကြောင်းတရားတစ်ခုရှိတယ်အဲဒီအကြောင်းတရားတစ်ခုကြောင့်အကျိုးရလတ်တွေရလာတဲ့အခါပျော်ရွှင်တဲ့ဆိုတဲ့ရလတ်စိတ်ဆင်းရဲတဲ့ဆိုတဲ့ရလတ်ဒီလိုမျိုးတွေအကျိုးတွေရလာတယ် ရိယလာတဲ့နေရာမှာများသောအားဖြင့်အခက်ခဲတွေနဲ့ကြုံလို့စိတ်ဆင်းရဲတဲ့အခါမျိုးတွေမှာပေါ့ကိုကအေးအောင်နေမယ်လို့ရည်ရွယ်ထားတယ်။မြတ်စွာဘုရားရဲ့တပည့်ဖြစ်တဲ့အတွက်ကြောင့်ဘလို့ခြေနေမျိုးမှာမဆိုလောကရန်ကိုအံတုပြီးတော့တရားနဲ့အေးအောင်နေကိုနေမယ်လို့ဆုံးဖြတ်ထားတယ်ဆိုရင်လောလောဆယ်ကိုမပျော်ရွှင်ဘူးစိတ်ဆင်းရဲတယ် အဲ့ဒီမပြောရွှင်ရခြင်းစိတ်ဆင်းရဲရခြင်းကိုအကြောင်းရှာကြည့်မယ်။သူ့ရဲ့အဖြေကိုရှာကြည့်မယ်။ကိုယ်ကအဲ့ဒီလိုအဖြေမရှာကြည့်မိဘဲနဲ့ပဝင်းခြင်းကို အပြစ်တွေပုံချနေတဲ့အခါမျိုး ဖြစ်ခြင်းဖြစ်နေလိမ့်မယ်။ကိုဗေနာကလူတယောက်ယောက်ကိုအပြစ်ပုံချတဲ့အခါမျိုးဖြစ်ခြင်းဖြစ်နေလိမ့်မယ်။အဲ့တော့အေးစရာအကြောင်းမရှိတော့ဘူး။ပူလောင်ပြင်းပူလောင် ပူလောင်တထက်ပူလောင် တပြေးပြေးနဲ့ပို့ပြီးဆိုးလာဖို့ပဲရှိတယ်။အဲ့တော့ဒီနေထားကနေကိုကိုကိုကဲမယ်။အေးအောင်နေမယ်။အချောင်းကိုပြန်ရှာကြည့်လိုက်တော့ဘာကြောင့်လဲဆိုတော့ကိုအစင်မပြေလို့လို့သွားပြီးတော့တွေးမယ်။အပြောရှင်ရခြင်းစိတ်ဆင်းရဲရခြင်းတည်းအဓိကအရေးကြီးဆုံးနံပါတ်1အချောင်းကတော့ကိုအစင်မပြေတာ။ဘယ်လိုအစင်မပြေတာလဲ။စိတ်ပိုင်းဆိုင်ရာအစင်မပြေတာလား။ ကိုပိုင်ဆံရအဆင်မပြေတာလားပြန်ချကြည့်ရအဲ့တော့စိတ်ပိုင်ဆံရအဆင်မပြေဘူးဆိုရင်လည်းဘာသွားတွေ့လဲဆိုတော့လောလောဆယ်ကို့မှာဖြစ်နေတဲ့အပြည့်စုံမှု ကိုဖြစ်ခြင်းတိုင်းမဖြစ်မှုသည်ကို့မှာလိုအပ်ချက်တစ်ခုခုရှိလို့ကိုအားနေတာတစ်ခုခုရှိလို့ဒါမှမဟုတ်ရင်ကိုလိုချင်တဲ့စံတာတွေ ဖြစ်ခြင်းတဲ့ဆန္ဒတွေများနေလို့လို့အကြောင်းကိုပြန်ရှာတွေ့လိမ့်မယ်။ကိုဗင်းနာက လူတယောက်ကကိုစီမံတဲ့အတိုင်းလိုက်မလုပ်ဘူးဆိုတာအမကတေချာပြန်ကြည့်လိုက်တော့အခုလုံမဲ့အလုပ်ကသူ့ဆန္ဒနဲ့လုံပါလားကိုဆန္ဒနဲ့လုံပါလားပြန်ပြီးအဖြေရှာခြင်းတွေ့တယ်။ဒီအလုပ်ကိုသူ့ဆန္ဒနဲ့လုံမှာမဟုတ်တဲ့အတွက်ကြောင့်သူကတော့ စိတ်ပါမှာမဟုတ်တာအသေးချာပဲကိုကကိုအလုတ်ကိုပြင်းမြောက်ခြင်းတဲ့အတွက်ကြောင့်စိတ်တွေစောနေတယ်ဆန္ဒတွေစောနေတယ်အဲ့ဒီခါမှာဘေးရလူကိုအပြစ်သွားတင်ပြီးတယ်ဒီတော့အဲ့လိုအပြစ်တင်ပြီးတော့အေးဒါကိုမဖြစ်စေဘူးဆိုရင်လောင်နေတယ်ဆိုရင်ကိုကကိုအေးအောင်ဘလို့ပြန်နေမလဲဆိုတော့ဩကိုကဖြစ်ခြင်းစိတ်များနေတာကိုလို့ ဒါကြောင့်ကိုယ့်ရဲ့ဖြစ်ခြင်းစိတ်ကိုဖြစ်နိုင်တဲ့အနေအထားနဲ့ပဲကျင့်တတ်နိုင်အောင် စိတ်ကိုလျှော့ချမှ ဖြစ်မယ်လို့ကိုယ်အားနဲ့ချက်ကိုပြန်ရှာပြီးတော့ပြင်လိုက်ရင် မလောင်တော့နောက်ကိုယ်မှာအဆင်မပြေတာပါဖြစ်နေတာလေကိုယ်ကလလောဆယ်အဆင်မပြေမှု ဖြစ်တဲ့အရာကို ကိုယ့်ရဲ့အားနဲ့ချက်ကိုမမြင်ဘဲနဲ့အဆင်ပြေတဲ့သူပေါ်မှာလလောဆယ် မကျင်နှက်ချင်းတွေမနာလိုချင်းတွေဝင်နေလို့ဖြစ်လိမ့်မယ်တခုခုဝင်နေပြီအဲ့ဒီဝင်နေတဲ့အတွက်ကြောင့်မလို့ကိုပြောပြောနေလို့မရတော့ဘူးအေးအေးနေလို့မရတော့ဘူးဒါကိုလည်းပဲအေးအောင်နေမယ်အကြောင်းပြန်ရှာကြည့်အဓိကအချက်ကတော့ကိုမှာအားနည်းမှုရှိနေလို့ပဲနောက်ပြီးတော့ကိုမှာချုံရင်ချက်တခုရှိနေလို့ပဲလို့ကိုရဲ့ချုံရင်ချက်ကိုရဲ့အားနည်းချက်ကို ြန်မြင်ပြီးတော့ကိုဘသာကိုပြန်ကြိုးစားယူလိုက်ရင်ပူလောင်စရာမရှိတော့သူများကိုမနာလိုစရာမရှိတော့သူတစ်ပါးအပေါ်မှာမကျေနပ်စရာအချက်တွေလည်းမရှိတော့သူတစ်ပါးကို အပြစ်တင်စရာလည်းမရှိတော့တကယ်တမ်းကျတော့သူဆန္ဒနဲ့ကိုဆန္ဒဆိုတာဘယ်တော့မှတထက်ထဲကြမှာမဟုတ်ဘူးအဲ့တော့ကိုဆန္ဒကို ပြည့်ခြင်းရင်များများကြိုးစားကို အတွင်အေးချမ်းမှုကို ညာများအာယုံဆိုင်ကိုယ့်ရဲ့အားနည်းချက်တွေကိုပဲပြန်ပြီးတော့ရှာဖွေပြီးတော့ပြုပြင်မောမှန်အဓိကချက်ကတော့အမြဲတမ်းကုသိုလ်စိတ်ကိန်းနေဖို့ဘာဝနာတစ်ခုခုလုပ်နေဖို့တော့အရေးကြီးတယ်ဘာဝနာလွတ်တဲ့စိတ်ဟာရိုင်းဖို့ပြင်မာဖို့လွယ်တော့တာပဲဆိုတာဘယ်တော့မှမမေ့နိုင်အဲဒါကြောင့်ဘာဝနာအလုပ်အမြဲလုပ်ဖြစ်အောင်ကြိုးစားပြီးတော့ တကယ်အကြောင်းရင်းကိုပြန်ရှာပြီးတော့ရှာတဲ့အခါမှာလည်းများသောအားဖြင့်ကိုယ်ပဲတရခံဆိုတာသွားပြီးတော့တွေ့လိမ့်မယ်အဲ့တော့ကိုယ့်ရဲ့အလိုမကျဖြစ်နေမှုတွေကိုလျှော်ချပြီးတော့မကျေမနပ်ဖြစ်နေတဲ့စိတ်တွေကိုလည်းလျှော်ချလျှော်ချပြီးတော့ဖြစ်တဲ့အနေအထားမှာဖြစ်နိုင်သလောက်ကလေးနဲ့ကျေနပ်နိုင်အောင်ကြိုးစားပြီးတော့ကိုယ့်ရဲ့ပညာတွေဉာဏ်တွေလုံးလောက်ဝရိယတွေကို အားထုတ်ပြီးတော့ ုဆန္ဒပြင်းမြောက်အောင် အများကိုစီယုံနိုင်တဲ့အရေးချင်းဖြစ်လာအောင် ပြိုးထောင်ဒါဆိုရင်ဘသူကိုမှမကျင်နှက်เสียလည်းမရှိဘသူအပေါ်မှာမှစိတ်ဆိုးเสียလည်းမရှိ မလိုမုံထားစိတ်ထားเสียလည်းမရှိပဲနဲ့အစဉ်ပြေတဲ့ဘဝကိုရလာလိမ့်မယ်အဲ့တော့အဖြေရှာမယ်ဆိုရင်တော့ကိုကိုတိုင်းမှာပဲပြန်တွေ့နိုင်တယ်အဲ့ဒီကိုကိုတိုင်းကအားနည်းချက်တွေကိုပြင်ပြီးတော့အေးချမ်းမှုစီကိုလမ်းနိုင်ပါစေလို့ ုန်းကြီးဆိုတောင်းပေးထားပါတယ်ကဘာသူကဘာသာပေါင်းအေချမ်းပျော်ရွှင်အောင်မြင်ကြပါစေ